အားလုံးမင်္ဂလာပါမင်္ဂလာလို့တော့မပြောကျင်ပါဘူးဗျာမင်္ဂလာမရှိလို့โอเคကျွန်တော်တို့အဲ့ဒီကြီးထိုင်းနိုင်ငံကျွန်တော်ရဲ့ဒုတိယအိမ်ပေါ့ဗျာဟိုထိုင်းနိုင်ငံတောင်ပိုင်းမှာရေတအားကြီးတယ်ဗျာဟိုဘယ်လိုပြောရမလဲအရင်နှစ်တည်းကမကြီးဘူးလားလို့ပြောကြီးတယ်အရင်နှစ်တည်းထပ်ပို့ပြီးတော့ကြီးတယ်ဟိုထိုင်းနိုင်ငံတောင်ပိုင်းဟာရိုင်တို့ဟာရိုင်တို့ပဲချမ်းပါ မမြွနဲ့ရှင်မြွနဲ့လောက်ရေအောက်ရောက်နေဘာဖြစ်လို့ဆိုအဲ့ဒီထိုင်းနိုင်ငံတောင်မဟာရိုင်မြို့ကြတော့လေဟိုနေလို့ဖြစ်နေတယ်ကဘယ်လိုပြောရမလဲသူမြို့ပုံစံကြီးကဟိုဒေအိုးပုံစံလေမြို့ဖြစ်နေတယ်အဲ့ဒါကြောင့်ရေကမိုးကလည်းတအားရွာတော့မိုးကလည်းတအားရွာတော့လေအဲ့ဒီမှာရေကလည်းတအားနေတာရေတအားကြီးတာအမှလည်းကျွန်တော်ကျွန်တော်လို့ မြန်မာရှစ်ပြားလောက်သမားတွေအများကြီးပါကြည်ရတာလဲတအားဆိုင်ဟိုနေတယ်ဘာမှလဲဆူတောင်းရောလွယ်လို့ဘာမှလည်းမတတ်နိုင်ဘူးထိုင်းနိုင်ငံဆိုတာလဲကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ပြောမြန်မာပြည်သူတွေအတွက်အရန်ကြီးတဲ့အရန်အရေးကြီးတဲ့နိုင်ငံတစ်ခုပါပြောပါစို့ကျွန်တော်တို့နိုင်ငံဒီလွန်ခဲ့တဲ့ဟိုနေတော့မြင်းငလင်လောက်တော့ဆိုရင်တို့လည်းတတ်နိုင်တဲ့ပဲချမ်းလည်း တတတ်အားကိုညီပေးတယ်။ဘာဖြစ်လဲဆိုတော့သူတို့နိုင်ငံမှာလည်းအရင်ကမြင်ငင်လေးလောက်တာလည်းသူတို့စီမှာလည်းထိတယ်။ကျွန်တော်တို့နိုင်ငံဆိုပိုဆိုးတော့ဘောနော်။သူတို့နိုင်ငံထိပေမဲ့လည်းကျွန်တော်တို့နိုင်ငံကိုတတတ်အားဟိုထိုက်တုံစစ်တက်တယ်ရောလေရင်နဲ့၄၅၆စီးတော့သွားပြီးတော့စားပွဲတောက်ပွဲတွေတောက်ပို့ပြတဲ့အိမ်ဆောက်ပစ္စည်းတွေပါလို့ညာလေးပညာတရကာတွေပေါ့ဗျာတောက်ကူညီပေးတယ် ဘတ်ထရိုနိုင်ငံကြီးဘေးဖြစ်တဲ့အခါကျတော့ကိုကဘာမှမတတ်နိုင်ဘူးဗျာဝမ်းလဝမ်းနေတယ်တရားထိုင်းပြည်သူတွေထိုင်းပြည်သူတွေရောမြန်မာရှစ်ပြားလောက်သမားတွေရောဒီဟိုနေဟိုဒီကပ်ဘေးဆိုးကြီးကိုကောင်းမွန်စွာဖြတ်ကျော်နိုင်ပါစေလို့ဆုတောင်းညောလွှဲပြီးတော့ကျွန်တော်လည်းဘာမှလောက်လို့ဘာမှလောက်ပြလို့မရမတတ်ဘူးပေါ့ ကြည့်ရတာတအားစိတ်ထိခိုက်လို့နေဗျာတချို့ဟိုနွားလေးတွေဆိုရင်နွားလေးဆိုတခင်ကပြေးပါပဲတခင်ကပြေးတခင်ကကြိုးတက်ချီရတယ်သူခင်ဗျာသူအသက်တချောင်းရှင်ရဘောကဟိုဒါတိုင်ပေါ်အထိမှာတက်ပြီးတော့အသက်ကိုနေရတယ်ပြောပါမယ်ဆိုရင်အမကဲစဲဓမ္မတွေတွေ့ပြီးတော့သူကြိုးတွေပါတယ်ဖြတ်ပြီးတော့သူကုန်းပေါ်တင်ပေးလိုက်တယ်နောက်တော့ မြို့ရတခုလောက်ရေထဲမှာရောက်သွားတယ်ဗျာအဲ့ဒီဟာရိုင်မြို့ဆိုတအားထိတာတော့လူတွေဆိုရင်လည်းနေရမှာရှိတော့အိမ်ခေါမိုးပေါ်မှာတော့ဓာတ်ကျိုးပေါ်မှာတက်ပြီးတော့သွားနေရခလေးလေးအစတဲ့ကြည့်ရအိုးဒါဘယ်လိုပြောမလဲဗျာဆူတောင်းညောလွဲပြီးတော့ဘာမှလည်းမတတ်နိုင်ဘူးလောက်လဲလောက်ပေးစေခြင်းနဲ့ကိုညီလဲကိုညီပေးစေခြင်းနဲ့ ိုထိုင်းဖိုက်တာတွေစပီအာလောက်တာတော့တွေ့တော့တွေ့တယ်ဒါပေမဲ့နည်းသေးတယ်ဗျာထိုင်းဖိုက်တာကျွန်တော်မြန်မာဖိုက်တာတွေလည်းစပီအာလောက်ပေးကြပါလားဗျာနာမည်ကြီးတဲ့ဖိုက်တာလေးတွေကဲထိုင်းနိုင်ငံလည်းကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ဒုတိယအိမ်မော်ဗျာပြောရမယ်ဆိုရင်ကျွန်တော်မိသားစုအတွက်ဟိုသမင်ဝအောင်သမင်ဝအလောက်ပေးတဲ့အိမ်ဆိုလည်းပြောရလဲမမပါဘူးကြီးစုရှိတဲ့အိမ်ပါ ကျွန်တော်တွေမကပါဘူးမြန်မာပြည်သားတော်တော်များများအတွက်မပြည်သားတော်တော်များများအတွက်ပေါ့လေဟိုနေနဲ့အိမ်လေးပါလို့ပြောချင်ပါတယ်ဒါကဟိုနေကလွယ်ပြီးတော့ဆူတောင်းကြွားလွယ်ပြီးတော့ဘာမှမတတ်နိုင်ပါဘူးလို့ပြောချင်ပါတယ်အလုံးပေးရန်ကင်းကွာကြပါစေ fighting